ကိုင်းလူပြည်သားလူမျိုးအလုံးနဲ့တာဝန်တွေကိုကျွန်တော်တို့ကမဆန်းဆောင်ရင်မှုဆိုရင်ခင်ဗျားတို့ရရဲ့လွန်လာကြီးဟာဒီနေ့ရပြီးတော့လက်ထင်ကတခြားလက်ပြန်ပါသွားမှာပဲဆိုတာကျွန်တော်သိနေတယ်ပြီးတော့အဲဒီလွန်လာကြီးရတဲ့အခါမှာကျွန်တော်တို့ခုနစီမံကိန်းအမျိုးမျိုးနဲ့ထောက်ဆောင်မှအနည်း20လောက်ကျွန်တော်တို့ဒကာရန်ရန်ဘလတ်ကဒကာရန်ရန်ကြောတယ်ဆိုတာကဒီဒကာရန်ရန်ကြောမှာလူတွေကမှတ်ပြီဟုတ်လား ။တခါကြောင့်လည်းဆိုရင်တော့အတော်ကိုပြဲအောင်ကြိုးစားနိုင်မှလုံနိုင်မှအဲ့ဒါအတော်ကိုကုန်းလုံနိုင်မှကျုံလုံနိုင်မှအနည်း20လောက်ရှိတဲ့အခါကျမှတော်ခါကြမယ်။ဒီတော့ကျွန်တော်ကအစားနဲ့သုံးနေကစပြီးအကုန်လုံးပြန်ပြီးတော့ကအုပ်ရစ်ချပြီးအလုပ်လုပ်ရမှာဆိုတော့ကျွန်တော်တို့ကတခြားနိုင်ငံတွေကကြီးလန်းတလန်းလိုက်ရင်တခြားမလက်နိုင်ငံတွေကကြီးလန်းတလန်းလိုက်ရင်စုတော့ကကြီးလန်းလေးလားဆယ်လားလိုက်နိုင်မှာအဲ့ဒီလိုနိုင်နေတဲ့အခါကျမှနောက်တော်နဲ့အနည်း20ပန်းကြီးအပြည့်အဲ့လိုတန်းတူဒီတူဖြစ်သွားတယ် တဲ့လူညီသူမဖြစ်သမျှကာလပတ်လို့ဒီတိုင်းပြည်ကြီးကမျက်နှာတွေဆိုပေမဲ့ဟိုလူလည်းပဲမြင်ရတဲ့ကံနဲ့ကြိုးသေးတာဒီလူလူနဲ့မြင်ရတဲ့ကံနဲ့မျက်နှာကြိုးသေးတာဖာတယ်လို့နိုင်ငံမျိုးဖြစ်နေပါပဲသာခဏတို့အစီအစဉ်တန်းလိုက်အာမမရှိသေးတော့အဲ့ဒါလူပဲဖြစ်နေပါပဲလေဟုတ်လားအဲအဲ့ဒီတော့ကအင်မတန်ကျွန်တော်တို့တကယ်တော့ကိုကျွန်တော်တို့တိုက်ပြင်းမဲ့ရှိတဲ့လူတွေစီစီယုံယုံနဲ့ရှိပါမှအာဒီတဘောမျိုးနိုင်ငံမျိုးမဖြစ်တတ်နေဘူး။အဲဒီတော့ကဒိုင်းရမအချင်းချင်းညီညွတ် 等于那卤猪泥牛人，干巴的嘛的泥牛大走不溜几码步。等于那鸡牛泥牛人，等于那的那卤猪泥牛人，我一泥牛人能过么？几个伢干了八路，是吧？你单边路那边，路那两道那边，哎，大点点点，哎，缩小路路，趴在单边听你嘛，听到不要紧。哎，你看，你那狗狗，看伢那个么？别大点嘞，把猪肝大路路，别大点嘞，哎了，你们在，还有几把嘞？ ကျွန်တော်တို့တကဒီရှင်နေနေဥပမာလို့ပြောမယ်ဆိုရင်လည်းဟုတ်လားရှင်နေနေများဟာဒီတားကောင်ကိုလိုက်ချက်နေရမယ်ကြီးကငယ်တာကိုပဒါနမထားတဲ့ဟုတ်လားကြီးကြီးငယ်ငယ်လုံလန့်စိုက်ချက်နေရမယ်အဲ့ဒီအတိုင်းမလုံလန့်စိုက်သွားတယ်အဲ့ဒီလိုထုံးအတိုင်းနဲ့ဟုတ်လားကျွန်တော်တို့ကပန်းတိုင်ရောက်တဲ့အထိအောင်မြင်မယ်ရှင်နေစိုက်အောင်ကျွန်တော်တို့ကဒူးသမ်းမှုအားထုတ်မှုကိုကြောက်လို့မဖြစ်နိုင်ဘူးလုံလန့်ဝင်ရောက်ကိုကြောက်လို့မဖြစ်နိုင်ဘူးစတဲ့တပိုးလာကျွန်တော်လုပ်ဖို့လိုတယ် အဲ့တော့ကျွန်တော်တို့ဗမာတွေနဲ့ကောက်ကျင်တစ်ခုရှိတယ်။ဒါကောက်ကျင်တစ်ခုရှိလဲဆိုရင်ဒါကဒါနဲ့ပဲကျွန်တော်တို့ကျွန်ပြစ်ခဲ့ရတဲ့အတွက်ဖြစ်တာဖြစ်ခြင်းဖြစ်မယ်။ဒါလည်းဆိုတော့ကျွန်တော်ဂျပန်ကစ်တုံးကလေတိုင်ပွဲအဲပတိန်ပက်မယ်သွားတဲ့ကလေတိုင်ပွဲကြည့်တယ်။လေတိုင်ပွဲကြည့်လုတ်တဲ့ကံမယ်။ဘာဖြစ်လဲဆိုတော့လေတွေတိုက်တယ်။တစ်ပြင်းတင်လိုက်တဲ့ကံမယ်။နိုင်တဲ့ဆင်းကအဲတန်းတိုင်မရောက်သေးဘူး။ရှေ့ကိုနည်းနည်းရောက်တဲ့ဆိုရင်လည်းတက်ထောင်သွားသွားတက်ထောင်။ဒါကရှုံးတဲ့နောက်ကျနေတဲ့လေကလည်းပဲတန်းတိုင်မရောက်သေးဘူးဟုတ်လား။ ိုးစားနေသေးချိုးစားနိုင်နေတယ်မချိုးစားကျင်တော့ကျုံးမှာပါပဲกว่าဆိုခြေဖြစ်လက်ဖြစ်လို့တဲမခတ်ချင်တော့ဒါပါလဲဆိုရင်တကယ်တိုက်ပြီးထူတောင်းတဲ့နေရာမဲ့လွတ်လပ်တဲ့လူမျိုးနဲ့ထိုက်ခံတဲ့စိတ်ဓာတ်မျိုးမဟုတ်အဲ့ဒီစိတ်ဓာတ်မျိုးကကျုံပြစ်တဲ့စိတ်ဓာတ်မျိုးကျုံပြစ်မဲ့စိတ်ဓာတ်မျိုးဒီစိတ်ဓာတ်မျိုးရှိနေသမျှကံနဲ့ပါလို့ကျုံတို့ဗမာတွေကျုံဖြစ်နေပါပဲလွတ်လပ်ရင်ရရင်လည်းလည်းတန်ကျုံပြစ်မှာပဲဟုတ်လားလွတ်လပ်ရင်နောက်ဆုံးတစ်မကျုံဒီတိုက်အောင်ကျုံမဖြစ်ဒီတိုက်အောင်အခုနောက်လို့ပါတယ်လွတ်လပ်ရင်ဖြစ်နေမှာအဲ့တော့ကအဲ့လိုလဲဆိုလို့ရှိရင် ဒီဒီကအပြင်းကအဲ့ဒီတော့အဲ့ဒီလိုဟုတ်လားနေနေနိုင်နိုင်လိုက်တဲ့ရှေ့ကတားလာလိုက်တဲ့ဆိုရင်တက်ထုံနေတဲ့အပြင်းရှိအဲ့တော့ဒီတလျာတော့အဲ့လိုရှေ့ကတားလာလို့တက်ထုံမိတာနဲ့ဟာဘယ်တစ်ပွဲမှရှုံးကိုသွားအဲ့ဒီဖြစ်ဖြစ်ဒီတော့ဟောလုံးပွဲကြည့်ကျွန်တော်တို့ကမာရီဟုတ်လားဟောလုံးပွဲမှာကံရရဲ့ကံပဲဆိုရင်ဘုရားပထမစကိုတင်ရရင်အတော်လေးတခါအားခက်လာအားခက်လာတယ်မယ်တက္ကနာပဲပြုလိုက်နောက်တစ်ခါ ဟလာအဲ့တော့ဝါဖြစ်တဲ့နေရာမဲ့တော်တော်လေးဂိုးလေးများလာပြီဆိုရင်အဲချော့ချော့ဖောက်ဖောက်ခံကျင်းလာပြီဟလာငါနိုင်မှာပါပဲဆိုအဲ့ဒါနဲ့နေပြီးတော့တစ်ဖက်ကနေပြီးနောက်ဆုံးအပြစ်တကားကြမှာကတ်ပြီးတော့ဒီကနေ့ဂိုးပြင်းသွားလို့အဲတင်ရဖြစ်ဖြစ်ကျုံတာဖြစ်ဖြစ်ဖြစ်သွားတာမျိုးလဲကျွန်တော်တို့ဘောလုံးဝဲရတယ်မယ်ခင်ဗျားတို့ပြန်ပြီးစဉ်းစားကြည့်တွေ့ပါဟလာဒါတွေမကတည်းဘူးဟလာဒီကျုံသွားတဲ့လူကလည်းပဲဘောလုံးကန်လို့ရှိရင်ပထမအာပထမအပိုက်မယ်နိုင်ဝဲမယ်ကျုံသွားရင်တော့တော်သေးတယ်ခံပြီးတယ်ဒုတိယနိုင်ဝဲမယ်ကန်လို့ ်တယ်။10မိနစ်လောက်လဲကြာတော့ဟိုကဖုတ်တက်ကဘုံလည်းမတွင်းနိုင်ဘူးဆိုအဲ့ဒီခါကျလူထတာ။ဒါကျွန်တော်တို့ကမှဘောလုံးပဲဘောလုံးကနေအဖြစ်။အဲ့ဒါ sporting spirit မရှိဘူး။ဒါဘာလဲဆိုလို့ချင်းဗမာတွေစိတ်ကြိုက်မှတော့ဒါချင်းနေတယ်ပေါ့။ဗမာတွေဟာစိတ်ကချက်တယ်ဘာသာ။တလွဲသဖြင့်ကောင်းနေတယ်ဆိုတဲ့အတူတူပဲ။ဒါဒီစကားကဒီနေရာမှာသုံးဖို့ခါတယ်ပဲ။ဗမာတွေစိတ်ကကမဟုတ်တဲ့နေရာတွေတွားပြီးတွောနေ။တကယ့်နေရာတွေကျအသုံးမချ။အမပြင်းနေနေရအောင်လို့အမျိုးမဲ့အဆုံးမချခြင်းဘူးဟုတ်လားအမပြင်းပြန်နေတူတောင်းရေလောက်တဲ့နေရာမျိုးမဲ့အဆုံးမချခြင်းဘူးမမဗမာချင်းချဖို့မဲ့လောက်ချင်တယ်ဟုတ်လား အဲ့ဒါမျိုးတွေလုတ်ကျင်တယ်ဒါမျိုးတွေလုတ်ကျင်လို့ဘယ်တော့မှအကျိုးမရှိဒီတိုင်းပြည်တရမပြန်နေမတူတောင်းနေဘူးဒီတိုင်းပြည်ဘယ်တော့မှမလွတ်နိုင်ဘူးလွတ်နိုင်ရင်လည်းဘယ်တော့မှကြာနေတာလွတ်လာရင်မဖြစ်ဘူးအဲ့တော့အဲ့ဒီတော့ကာပြီးတော့ကျွန်တော်တို့အဲ့ဒီစိတ်ဓာတ်မျိုးကိုလုံးဝဖြောက်ပြစ်ဖို့လို့လေကျွန်တော်တို့ကဘာလို့ပယ်လို့လို့ပြီးတဲ့အထိနောက်ဆုံးတနေ့ပြီးတဲ့အချိန်မှာရုံးမယ်ထင်းသည်ဖြစ်စေနိုင်မယ်